မွေးကလေးရနေအခုအသက်6နှစ်အရွယ်ထိထမင်းမစားတဲ့ကိုရင်လေးမိင်္ဂလာပါပရိသတ်ကြီးတို့ရင်ဒီကိုရင်လေးကတော့ထမင်းကိုစားသီးရဲ့အရွယ်ကနေစားပြီးမစားတာ6နှစ်အရွယ်ထိကိုရောက်လာခဲ့ပါပြီကိုရင်လေးရဲ့မိဘတွေကတော့စီးပွားရေးအစီအမပြေကြတဲ့တွေဖြစ်ပြီးတနေ့လုံးမှတနေ့စားရတဲ့တွေပဲဖြစ်ပါတယ်ဒီကလေးလေးကိုဝင်မဆောင်ခင်အချိန်မှာတော့ဝိဖြူစင်ကျဲနဲ့ဘေးကအချွေရံတွေနဲ့ရှိနေတဲ့သူကိုမြင်မှတ်ခဲ့ပြီးသူ့ကိုဘသူယူမလဲမေးချိန်မှာပဲကလေးရဲ့မိခင်က တူယူမယ်လို့အိမ်မက်ထဲမှာပြောခဲ့ပြီးသိတ်မကြခင်မှာပဲတားလေးကိုကိုဝင်ဆောင်ခဲ့တာပဲဖြစ်ပါဘူး။ဒါပြင်ထူးဆန်းတာကတော့ခလေးကိုမွေဖို့ပိုင်နာချိန်မှာလေမိုးရီတဲကြီးမဲကြီးရွာပြီးခလေးအပြင်ရောက်တော့မှတိတ်သွားခဲ့ကချောချောချူချူမွေးွားနိုင်ခဲ့ရပဲဖြစ်ပါဘူး။အရွယ်ရောက်လို့ကလေးကိုထမင်းကျွေးချိန်မှာတော့အရန်ကိုဒုက္ခရောက်ခဲ့ကြရပြီးကလေးကထမင်းကျွေးချိန်တိုင်းပြန်အံထုတ်နေကြတာပဲဖြစ်ပါ යි အဲဒီနောက်ပိုင်းစကားပြောတတ်လာတဲ့အရွယ်မှာတော့ထမင်းကျွေးချိန်တိုင်းမှာကလေးကထမင်းကိုယွံစရာတစ်ခုလုံးမြင်ပြီး ဘလို့ချော့ကြွေကြွေမရတော့ဘဲမုတ်ကိုသာစားပြီးအသက်ဆက်နေကြတာပဲဖြစ်ပါတယ်။မိဘတွေကလည်းအဆင်မပြေတဲ့သူတွေဖြစ်တာကြောင့်ကလေးကိုမုတ်လဲအရန်မကြွေးနိုင်တော့မိဘတွေလည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါဘူး။မူဂျိုเจ้าနေရွယ်မှာလည်းဆီယာမကတမင်းမစားရင်เจ้าမလာရဘူးလို့ပြောချိန်မှာလည်းကလေးလေးကเจ้าကိုတကယ်မသွားတာကြောင့်နောက်ပိုင်းမှာလက်လျှော့သွားခဲ့ကြပြီးသူများတမင်းစားချိန်မှာမိဘတွေကမုတ်ပဲလာကြွေးရတာပဲဖြစ်ပါတယ်။နောက်ပြီးကလေးကိုဈေးကြီးရဲ့မုတ်တွေမကြွေးနိုင်လို့လည်းမိဘတွေကစိတ်မကောင်းဖြစ်နေချိန်မှာတော့ ကလေးကပတ်စံရှာပေးမယ်လို့ပြောပြီးအဲ့လိုပြောချိန်မှာလဲပတ်စံကတမျိုးမဟုတ်တမျိုးနဲ့လဲဝင်လာခဲ့တာပဲဖြစ်ပါိုက်ကလေးကတော့အရန်ကုတ်ထူဆန်းတဲ့ကလေးတယောက်ဖြစ်ပြီးအကြီးကျယ်ဝင်စားသူလေးတယောက်လည်းဖြစ်ပါိုက်ကလေးကထမင်းမစားတဲ့အပြင်အမဲသားဝတ်သားလည်းမစားပါဘူးထမင်းကိုအနက်မခံနိုင်တဲ့အထီဆိုပြီးထမင်းမြင်ငိုတဲ့ကိုရင်လေးပဲဖြစ်ပါိုက်အသက်တနှစ်ကျော်တဲ့အရွယ်ထိထမင်းကြွေးတယ်ထမင်းစားပြီးတိုင်းပြန်အံ့လို့ထမင်းမကြွေးတော့ဘူးထမင်းမြင်တာနဲ့ငိုတယ်သူများရဲ့ထမင်းစားနေလဲအနာကထွက်သွားတယ် သူကမုတ်စားတယ်မိသားစုစည်းဝါးရေးအဆင်မပြေတော့တခါတလေသူစားကျင်တဲ့မုတ်တော်ဝင်မကျွေးနိုင်ဘူးဆိုပြီးထူးဆန်းတဲ့ကိုရင်လေးအကြောင်းကိုပြောလာခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။သတ်မီ9ရောင်လုံးကိုပညာတတ်တွေပြန်ထားပေးခဲ့ပေမဲ့မိဘတွေကျမ်းမာရေးမကောင်းခြင်းကြောင့်ဆွန့်ပြေးခဲ့တဲ့သတ်မီများမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့မိဘဆိုတဲ့ခွန်မိခင်ဖခင်ကိုဖခင်နဲ့တကိုင်းနဲ့ထားပြီးကိုယ်ကွယ်ပူဇော်ကြင်ကြိုကြတဲ့လူမျိုးတွေဖြစ်ကြပါ යි ခေဆက်ဆက်မိဘရဲ့ကောင်းကျေးဇူးတွေကိုကြပြရိစာရီနဲ့အမွမ်းတင်ခဲ့ကြသလိုပြဆက်တွေကတချင်းတွေဆိုရုပ်ရှင်တွေရိုက်နဲ့မိဘကောင်းကျေးဇူးကိုအထူးဖော်ကျူးခဲ့ကြတာတွေအများအပြားရှိခဲ့ပါ යි ဒါပေမဲ့အခုခေတ်ရေးစီကြောင်းပြောင်းလဲလာတိုးတက်လာတဲ့အတူ Facebook ဆိုတဲ့လူမှုကွန်ရက်ပေါ်မှာသာသမီတွေကမိဘကိုစွန့်ပစ်ကြရဲဆိုတဲ့အကြောင်းအရာတွေအထက်ထက်တွေ့မြင်လာရတဲ့အချိန်မှာတော့ အံ့ဩတုံ့လုံးမိတာအမှန်ပါမိဘဂျေစုကိုအထူးတည်တက်ကြပါတယ်ဆိုရယ်ဗုဒ္ဓဘာသာဝင်တွေအများဆုံးနေထိုင်တဲ့မြန်မာနိုင်ငံမှာဘာကြောင့်များမိဘတွေကိုတာသမီတွေကအစွန့်ပြစ်နေကြတဲ့အခြေအနေမျိုးဖြစ်ပေါ်လာရလဲတချို့ကတော့မိဘတွေကအသက်အရွယ်ကြီးရင်လာတော့အလုံးမလုံးနိုင်မစားနိုင်မတောက်နိုင်ဖြစ်လာပါတယ်တချို့တာသမီတွေကသူတို့ကိုယ်တိုင်ကရုန်းကန်နေကြရတယ် အလုတ်တဖက်နဲ့အမေအိုအဖေအိုတွေကတဖက်နဲ့ဆိုတော့မခံနိုင်တော့တဲ့အစုံမိဘကိုစွန့်ပစ်လိုက်ရတာတွေရှိနိုင်ပါသေးတယ်။တချို့သားသမီးတွေကြတော့လေကျွေးနိုင်မွေးနိုင်ပြီမဲ့တမတ်တွေချွေးမတွေကညှို့ညင်လာတော့သူတို့ကိုမလွန်ဆန်နိုင်တဲ့အတွက်အဖေအိုအမေအိုကိုစွန့်ပစ်လိုက်ရတာမျိုးတွေလည်းတွေ့ကြုံဖို့ပါတယ်။တချို့လည်းယောဂဝေဒနာကြောင့်စွန့်ပစ်ကြတာလည်းရှိနိုင်ပါသေးတယ်။အဓိကကတော့အစည်းအဝေးကြက်တဲလာလို့စာဝင်းနေရင်အဆင်မပြေလို့အဆွန်ပြေကြရလို့ယူဆပါတယ် မိဘတွေကတာသမိဆယ်ယောက်မကကိုရှာကျွေးနိုင်ကြပေမဲ့လေတာသမိဆယ်ယောက်ကတော့မိဘတွေကိုရှာမကျွေးနိုင်ကြပါဘူးအခုတခါမှလည်းဒီအမေအိုနဲ့လေးဖြက်နေရဲ့ဖခင်ကြီးကတော့တချိန်ကတာသမိတွေကိုမျက်နာမငယ်ရအောင်ပညာရည်ချင်းပြည့်မီပြီးလူအောင်မကြအောင်တာသမိတွေကိုပညာတက်ဖြစ်အောင်သင်ပေးခဲ့ကြပေမဲ့လေအခုချိန်မှာတော့တာသုံးယောက်ကလည်းအိမ်နောက်ကျသွားပြီးမိဘတွေကိုလှည့်မကြည့်ကြတော့ပါဘူးကြာပြင်းသမီးအဖျော်ကြီးနှစ်ယောက်ကလည်းမိဘတွေကိုလှည့်မကြည့်ရတော့ မိခင်ဖြစ်သူကလေဖြတ်နေတဲ့ခင်မွန်ဖြစ်သူနဲ့ဘဝကိုခက်ခက်ခဲခဲဖြတ်တန်းနေရတာပဲဖြစ်ပါခင်မွန်ဖြစ်သူကလည်းအရန်ကိုစိုးရင်ရတဲ့အခြေအနေကိုရောက်နေရပြီးတပတ်ကိုနှစ်ခါလောက်စည်းကမ်းပြရပြီးတစ်ခါပြရင်တသောင်းခွဲနှစ်သောင်းလောက်ပေးနေရချိန်မှာသားသမီးတွေကလှဲမကြည့်ရကြောင့်ဒုက္ခရောက်နေကြရတာပဲဖြစ်ပါအခုလိုမိဘတွေအသက်ကြီးမှပြစ်ထားတဲ့သားသမီးတွေလည်းအပြစ်မှများစွာရှိနေပြီးပညာတတ်ပြီးအသိဉာဏ်နဲ့တယ်လို့ပဲပြောရမှာပါပဲဒါကိုဒီလုံငိုပြီးအကူညီတောင်းနေတဲ့မိဘတွေရဲ့ဗီဒီယိုကိုကြည့်ပြီး တချို့ကတော့ဘာဖြစ်လို့သားသမီးစီကပတ်စံကိုမျှော်လင့်နေရလဲကို့ဟာကိုလှူစားကြလိမရှက်ဘူးလားဆိုပြီးကောင်းမတ်မှဝင်ရေးကြတဲ့သူတွေလည်းရှိပါသေးတယ်။ဒါကြောင့်အားလုံးကတော့ဒီလိုပြောတာဆိုတဲ့ကအမလည်းမိဘလုံးမကြွေးဦးနဲ့တူတယ်မိဘရရဲ့အသက်ကိုလည်းကြည်ယုံလေဘာလို့စားမလဲမိဘရကသားသမီးဆယ်ယောက်ကိုလှုပ်ကြွေးနိုင်နေမိဘနှစ်ယောက်ကိုသားသမီးကအရှာမကြွေးနိုင်ဘူးမရှိလို့မပေးမပေးလို့မရှိဆိုတာသားသမီးတွေနားမလဲတာတသက်လုံးကောင်းစားမှာမဟုတ်ဘူးတကယ်အံ့ဩရင်အမရဲ့ဘလို့ပြောထွက်ရတာလေကိုကျင်းစားပါ ဘယ်မိဘကမှသာသမိစီကလက်ဖြတ်မတောင်းဘူးသာသမိရဲ့တည်တတ်မှုကိုပဲလိုချင်တာပေးတာမပေးတာသူတို့ကနာအခုကလည်းလုံးဝမပြေလည်တဲ့မိဘတွေဖြစ်လို့အဲ့လိုပြောလို့မရဘူးသာသမိကိုငငယ်ရရှာကျွေးနေရသာသမိ15ရောက်လောက်ရှိဘယ်မိဘမှအငံ့မထားဘူးအဲ့ဒီသာသမိ15ရောက်ကမိဘ2ယောက်တောင်မကျွေးနိုင်ဘူးသာသမိတွေမိဘရှိတော့တန်မိုးထားရမှာလေ ငါတို့လိုတော့ပညာမတတ်ပါဘူးငါရင်ထဲမှာမိဘပဲရှိတယ်ငါအတွက်ဘာမှမရှိနေပါစေရသမျှအကုန်ပို့တယ်ဆိုပြီးအမျိုးမျိုးဝေဖန်ပြောဆိုနေကြရပဲဖြစ်ပါပညာတက်ပွဲရည်ဖြစ်ပြီးမိဘတွေအသက်ကြီးကျန်းမာရေးမကောင်းတော့မှအခုလိုပြစ်ထားတဲ့စိတ်ဓာတ်ကတော့တကယ့်ကိုအောက်တန်းကျလွန်ပါ යි အခုလိုပညာတက်တွေဖြစ်ပြီးမိဘအပေါ်ပြစ်ထားတဲ့သားသမီးတွေအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် မွေးကလေးရနေအခုအသက်6နှစ်အရွယ်ထိထမင်းမစားတဲ့ကိုရင်လေးမိင်္ဂလာပါပရိသတ်ကြီးတို့ရင်ဒီကိုရင်လေးကတော့ထမင်းကိုစားသည့်ရဲ့အရွယ်ကနေစားပြီးမစားတာ6နှစ်အရွယ်ထိကိုရောက်လာခဲ့ပါပြီကိုရင်လေးရဲ့မိဘတွေကတော့စီးပွားရေးအဆင်မပြေကြသူတွေဖြစ်ပြီးတနေ့လုံးမှတနေ့စားရတဲ့သူတွေပဲဖြစ်ပါတယ်ဒီကလေးလေးကိုဝင်မဆောင်ခင်အချိန်မှာတော့ဝိဖြူစင်ကျဲနဲ့ဘေးကအချွေရံတွေနဲ့ရှိနေတဲ့သူကိုမြင်မှတ်ခဲ့ပြီးသူ့ကိုဘသူယူမလဲမေးချိန်မှာပဲကလေးရဲ့မိခင်က သူယူမယ်လို့အိမ်မက်ထဲမှာပြောခဲ့ပြီးတိတ်မကြခင်မှာပဲတားလေးကိုကိုဝင်ဆောင်ခဲ့တာပဲဖြစ်ပါဒါပြင်ထူးဆန်းတာကတော့ခလေးကိုမွေဖို့ပိုင်နာချိန်မှာလေမိုးရီတဲကြီးမဲကြီးရွာပြီးခလေးအပြင်ရောက်တော့မှတိတ်သွားခဲ့ကချောချောချူချူမွေးပွားနိုင်ခဲ့ရပဲဖြစ်ပါအရွယ်ရောက်လို့ခလေးကိုထမင်းကျွေးချိန်မှာတော့အရန်ကိုဒုက္ခရောက်ခဲ့ကြရပြီးခလေးကထမင်းကျွေးချိန်တိုင်းပြန်အံထုတ်နေခဲ့တာပဲဖြစ်ပါအဲဒီနောက်ပိုင်းစကားပြောတတ်လာတဲ့အရွယ်မှာတော့ထမင်းကျွေးချိန်တိုင်းမှာ ကလေးကထမင်းကိုယွံစရာတစ်ခုလုံးမြင်ပြီးဘလို့ချော့ကြွေကြွေမရတော့ပဲမုတ်ကိုသာစားပြီးအသက်ဆက်နေကြတာပဲဖြစ်ပါမိဘတွေကလည်းအစီမပြေတဲ့သူတွေဖြစ်တာကြောင့်ကလေးကိုမှုတ်လဲအရန်မကြွေးနိုင်တော့မိဘတွေလည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါ යි ။မူဂျိုเจ้าနေရွယ်မှာလည်းဆီယာမကထမင်းမစားရင်ကြောင်းမလာရဘူးလို့ပြောချိန်မှာလည်းကလေးလေးကကြောင်းကိုတကယ်မသွားတာကြောင့်နောက်ပိုင်းမှာလက်လျှော့သွားခဲ့ကြပြီး သူများထမင်းစားချိန်မှာမိဘတွေက မုတ်ဖဲလာကြွေးရတာပဲဖြစ်ပိုက်နောက်ပြီးကလေးကိုဈေးကြီးရဲ့မုတ်တွေမကြွေးနိုင်လို့လဲမိဘတွေကစိတ်မကောင်းဖြစ်နေချိန်မှာတော့ကလေးကပတ်စံရှာပေးမယ်လို့ပြောပြီးအဲလိုပြောချိန်မှာလဲပတ်စံကတစ်မျိုးမဟုတ်တစ်မျိုးနဲ့လဲဝင်လာခဲ့တာပဲဖြစ်ပိုက်ကလေးကတော့ရန်ကုန်ထူဆန်းတဲ့ကလေးတစ်ယောက်ဖြစ်ပြီးအကြီးကျယ်ဝင်စားသူလေးတစ်ယောက်လည်းဖြစ်ပိုက်ကလေးကထမင်းမစားတဲ့အပြင်အမဲသားဝတ်သားလည်းမစားပါဘူး ။ထမင်းကိုအနက်မခံနိုင်တဲ့အထီးဆိုပြီးထမင်းမြင်ငိုတဲ့ကိုရင်လေးပဲဖြစ်ပါိုက်။အသက်တစ်နှစ်ကျော်တဲ့အရွယ်ထိထမင်းကြွေးတယ်။ထမင်းစားပြီးတိုင်းပြန်အံ့လို့ထမင်းမကြွေးတော့ဘူး။ထမင်းမြင်တာနဲ့ငိုတယ်။သူများရဲ့ထမင်းစားနေလဲအနာကထွက်သွားတယ်။သူကမုတ်စားတယ်။မိသားစုစည်းဝါးရေးအဆင်မပြေတော့တခါတလေသူစားကျင်တဲ့မုတ်တော်ဝင်မကြွေးနိုင်ဘူးဆိုပြီးထူးဆန်းတဲ့ကိုရင်လေးအကြောင်းကိုပြောလာခဲ့တာပဲဖြစ်ပါိုက်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်